ီဂျိုကြီးမှာပေါ်နေကြပြီမဲ့အာဖရိကမှာရီရှားနေရတဲ့အကြောင်းရင်းလွန်ခဲ့တဲ့10နှစ်လောက်တုန်းကကင်ညာနိုင်ငံရဲ့တာဂန်နာဒေသမှာအလွန်ကြီးမားတဲ့မြေရောက်ရေလွှာကျိုးယိုတွေ့ခဲ့ကြပါပြီ။ဒီရေလွှာကြီးကကင်ညာနိုင်ငံကို290ဇာလောက်ရေထောက်ပံ့ပေးဖို့လုံလောက်တယ်လို့နိုင်ငံအစိုးရကကြေညာခဲ့ပါတယ်။အဲနောက်သူတို့ကအာဖရိကတိုက်ရဲ့အခြားတွေ့ဆုံနဗီးယားနိုင်ငံမှာလည်းမြေအောက်ရေကျိုးယိုထပ်ပြီးတော့တွေ့ရှိခဲ့ပါသေးတယ်။အမေရိကန်နိုင်ငံကလည်းနိုင်ငံနိုင်ငံမှာရီလွာကျိုးအသစ်ကြီး၅ခုလောက်တွေ့ထားကြောင်းကြေညာထားလိုက်ပါတယ် အဲဒီရေလွာကြီးတွေမှာရေကာလန်ပေါင်း150ထရီလီယံလောက်ရှိနေပြီးတော့အီဂျစ်နိုင်ငံအတွက်တနစ်စာလိုအပ်တဲ့ရေအရောင်30ထရီလီယံသာရှိပါတယ်။ဆိုလိုတာကတော့အာဖရိကတိုက်မှာရေအရင်းမြစ်ကျွကျွဝဝရှိနေပါတယ်။ဒါမဲ့ဘာကြောင့်လူတွေကဒီရေတွေကိုသုံးမပြုကြရလဲ။ဒီထူးထူးဆန်းဆန်းလာချမ်းပုံစံကြီးနေအောင်ကင်ညာနိုင်ငံသားတွေတူးထားတဲ့မိုးရေကန်စဝိုင်းချမ်းပုံစံကြီးနေဖြစ်ပါတယ်။ဒီကြီးတွေကနေကန်တွေအတွက်မိုးရေကောင်းကောင်းရဖို့အတွက်အရေးပါပြီးတော့ဒီကြီးတွေမရှိရင်လေယာဉ်စိုက်ပျိုးရလဲစစ်မပြေနိုင်ပါဘူး။ ဒီနိုင်ငံသားတွေကသူတို့အောက်မှာရေလွာကြိုးကြီးတစ်ခုလုံးကိုဖင်ခုထိုင်ထားပြီးတော့ခက်ခဲတွေရတယ်လုံနေရပါတယ်။ကြားရဒူးဆန်းနိုင်ပေမဲ့အာဖရိကရေအရင်းမြစ်များစွာနဲ့တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေအတွေ့ရှိချက်တွေရာအာဖရိကတိုက်ကြီးပေါ်မှာကမ္ဘာရေကြိုးရေမြစ်တွေရဲ့30ရာခိုင်နှုန်းလောက်ကရှိနေခဲ့ပါတယ်။ပြောရရင်အာဖရိကတိုက်ကြီးဟာထင်ထားသလောက်၆ကန့်နေရာမျိုးမဟုတ်ဘဲနဲ့တကယ်တမ်းမှာတော့ရေပေါ်များနေပါသေးတယ်။လေလာသူရဲ့ထုတ်ပြန်မှုရရေရှားပါရီဆိုပြီးတော့ဒီနိုင်ငံတွေမှာတကယ်တော့ရေက ဒေါ်လာထက်တောင်မှပိုပိုရှန်ရှန်ရှိနေပါသေးတယ်။ကမ္ဘာရေကြို900ဂိုင်းလုံးလောက်ကအာဖရိကမှာရှိနေပါတယ်။ဒါမဲ့အခုလိုပြောလိုက်ရင်မြေနေကျ6တွေ့နေတဲ့တိုက်ကြီးလိုယုံကြည်စရာတော့မှရှိမနေပါဘူး။အာဖရိကမှာတိုက်ကြီးရဲ့ဖျက်ကျော်စီးဆင်းနေကြတဲ့မြေ63ဆင်းရှိပြီးတော့တိုက်ကြီးရဲ့64ဂိုင်းလုံးလောက်ကိုဖုံးလွှမ်းပေးထားနိုင်ပါတယ်။ဒါမဲ့အဲ့ဒီမြစ်တွေရှိနေရတော့မှ6တွေ့ပြီးတော့ရေရှားပါနေကြတော့မှအာဖရိကတိုက်ကြီးမှာရေတွေအများကြီးရှိတယ်ဆိုတာကတကယ်လို့မြေအောက်ထဲမှာရှိနေတဲ့ရေလွာဂျိုးကြီးတွေကြောင့်ပြောတာဖြစ်ပါတယ် ဒီညေအောက်မှာရှိနေတဲ့ရေပမာဏကမြေပြင်ပေါ်ကထက်အစတရာမကပိုပြီးတော့များပြားနေပါတယ်။ဒိဗက်မြညာရှင်တွေကတွက်ချက်မှုအမျိုးမျိုးကိုလှုပ်ဆောင်ပြီးမှဒီလိုမျိုးခံမှန်းထားကြရတယ်ဖြစ်ပါတယ်။အာဖရိကတိုက်ရဲ့ညေအောက်မှာရှိနေတဲ့ရေပမာဏကကုဘမိုင်တသိန်း6000ကျော်ရှိပါတယ်။အဲဒါကမြေပြင်ပေါ်ကရေကန်ဒီတွေကရေတွေထက် အစ20လောက်ကိုပိုများပါတယ်။အကြီးဆုံးမြေအောက်ရေလွာကျိုးကြီးကအာဖရိကမြောက်ပိုင်းမှာရှိနေပါတယ်။အဲဒါကတော့လီဗျာ၊အယ်ဂျီးရီးယားနဲ့ဂျန်နိုင်ငံတို့မှာရှိနေပါတယ်။ အဲ့ဒီမြေရောက်ရေကြောကြီးမှာရှိနေတဲ့ရေပမာဏကဘလောက်တောင်ကြီးမားလဲဆိုရင်အဲ့ဒီရေတွေအကုန်လုံးမြေရောက်ကထုတ်ပြီးမြေပြင်မှာထားလိုက်ရင်အဲ့ဒီနိုင်ငံသုံးနိုင်ငံမှာ246ပေမြင့်တဲ့ရေတုဖြစ်သွားစေနိုင်ပါတယ်။တောင်အာဖရိကတိုက်မှာတော့ရေလွာကျောအကြီးစားနှစ်ခုတောင်ရှိနေပါတယ်။အကြီးဆုံးတစ်ခုကတော့ကိတ်တောင်နဲ့နေပြီးတော့ကေဘာရာမြို့ထိမိုင်ပေါင်း466မိုင် လောက်ထိရှိပါတယ်။ဒီရေကြောကြီးကမြေတပြင် area 1400စတူရန်မိုင်လောက်ရှိပြီး အထူးကလည်းပေ3000နဲ့တောင်း3000လောက်ထိရှိပါတယ်။ဒုတိယအကြီးဆုံးတစ်ခုကတော့ကေဖလက်ရေကြောကြီးပဲဖြစ်ပါတယ်။ရောအာဖရိကမှာတော့ထင်ရှားတဲ့ရေကြောကြီးရှိပြီးတော့ညနေပြင်းအေရီယာပေါင်းစတူရန်မိုင်ပေါင်း9000 9000ရှိတဲ့နူဘီရန်တဲကြောက်ဆောင်ရေကြောကြီးရှိပါတယ်။အဲ့ဒါအပေါ်မှာပြောခဲ့တဲ့လစ်ဗျာချက်နဲ့အယ်ဂျီးရီးယားတို့ရဲ့အောက်ကရေကြောကြီးလည်းဖြစ်ပါတယ်။ရေအောက်ရေ3600ကုဗမိုင်လောက်ရှိတဲ့ရေလူကြီးပါဝင်ပြီးတော့နိုင်မြက်က1900တွင်စီစဉ်ခဲ့တဲ့ရေထက်တောင်မှပိုများပါသေးတယ်။ ဒါရီယာရေကြောကြီးတွေအများကြီးတွေမှာအနည်းငယ်သာရှိသေးတာပါ။တခုချင်းစီတိုင်းကများပြားလာတဲ့ရေပမာဏတွေကိုတည်ဆောင်ထားပါတယ်။အဲ့ဒီရေကြောကြီးတွေကိုရေတွေကနီလန်းမျိုးစုံတွေဝင်လာကြပါတယ်။တချို့ရေကြောတွေပါရေအစ်တွေထက်ထက်ဝင်လာပြီးတချို့ကတော့ရှေးတုန်းကရေတော်မှာပါဝင်ပါတယ်။ရေတွေကမြောက်သေးကိုဘယ်လိုရောက်နေလဲသိပြီဆိုပေမဲ့ရေတွေကိုမြောက်ကနေပြီးတော့ဘယ်လိုပြန်ထုတ်ယူကြပါမလဲ။မြောက်ရေကိုထုတ်ယူဖို့ကနီလန်းမျိုးစုံရှိလို့နေပါတယ်။ လက်ရည်တွင်းနေနဲ့စက်ရည်တွင်းနေတာမကလည်းနဲ့တဘာဝစမ်းကြောင်းလေးရှိနေပါသေးတယ်။မြေရောက်ရည်ကိုထုတ်ယူဖို့အတွက်တွင်းရည်တွေတူးတာဟာအကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကပြောထားကြပါတယ်။မြေရောက်ရည်ကြိုးတွေကမိုးမရွာရင်ပြန်လည်ဖြည့်တင်းနိုင်မှုမရှိပါဘူး။အဲ့ဒါကြောင့်မလို့အဲ့ဒီနီလနဲ့ရေကိုအမြောင်များထုတ်ယူကြတဲ့အခါမှာအရင်းမြစ်တွေပြုံးပြီးကုန်ပါလိမ့်မယ်။အချောက်တွေဆုံးဆိုတဲ့နေရာတွေမှာတော့မှမြေအောက်ရေက20ရာနေပြီးတော့80ရာမချောက်ခဲမိတဲ့သဘာဝအတိုင်းရှိနေနိုင်ပါပြီ။ အဲဒါကြောင့်မလို့ဖြည်းဖြည်းချင်းထုတ်ယူသုံးဆွဲတာမျိုးကနီးမှန်လမ်းမှန်ဖြစ်နိုင်ပါတယ်။ရေရင်းတွေကိုတေးချစီစဉ်ပြီးတော့လိုအပ်တဲ့လောက်ကိုပဲထုတ်ယူပြီးအသုံးပြုတာကပို့ပြီးတော့တာရှည်ခံပါလိမ့်မယ်။မြောက်အာဖရိကဘက်မှာတော့လူဦးရေ60နှစ်ရာခိုင်နှုန်းဟာတန့်စင်နဲ့ယူရရှိနိုင်ကြပါတယ်။ဒါပေမဲ့တောင်ပိုင်းဒေသတွေကနိုင်ငံတွေမှာတော့အစိုးရစရာကောင်းစွာပဲ60ရာခိုင်နှုန်းသာရှိနေပါတယ်။ဆိုလိုတာကလူဦးရေ983တန်းရဲ့40ရာခိုင်နှုန်းလောက်ကတောက်သုံးဖို့အတွက်တန့်စင်နဲ့ယူရောမှမရနိုင်ကြပါဘူး။ အဲ့ဒီဒေသတွေမှာဆိုရင်နေ့စဉ်အိမ်တွင်းရေအသုံးပြုမှုတော့ဟာအ ਨੇ စုံပမာဏမှာတော့မှရှိနေပါပြီ။ကုလသမဂ္ဂအထုတ်ပြန်ထားတဲ့တိန်အောင်ရေအသုံးပြုမှုနှုံထားတဲ့အောက်ကိုတတော်ရွနေနေပါပြီ။မြူကြီးရလို့ရင်နေရာတတော်မြင်မြမှယူမရှိပဲနဲ့လူတွေကတခြားနည်းလမ်းတွေကိုယူချေရပါပြီ။အဲ့ဒါကတော့မိသားစုဝင်တယောက်ကမိနစ်30လောက်ကြာရင်နေရာတွေမှာရေသွားပြီးတော့ခတ်ကြရတာဖြစ်ပါတယ်။ များသောအားဖြင့်ရေခတ်ဖို့အတွက်စီပုံးတွေကိုအသုံးပြုကြပါသည်။အဲ့ဒီပုံးတွေထဲမှာအပေါ်ပိုင်းနားကြည့်ဖြည့်လိုက်ရင်ရေငါးဂါလန်လောက်ကိုဆက်ပါသည်။အဲ့ဒီပုံးတွေကိုလက်တွေနဲ့ပဲသေးဆောင်ကြပြီးတော့လမ်းအလေဖြောင်မြူးနေရမျိုးမဟုတ်ပါဘူး။အဲ့အပြင်ရေဝင်းနားမှာလည်းလူတန်းရှိန်နဲ့စောင့်နေရပြီးတော့လက်လုံးရေဝင်းဖြစ်တာကြောင့်မလို့ရေတုံးရောက်ဖို့တော့မှအချိန်ရွာပါသည်။မိသားစုရေအတွက်နဲ့လိုအပ်တဲ့ပမာဏပုံမူတည်ပြီးတော့အမျိုးသမီးအတွက်ဒီလိုမျိုးရေလာခတ်တဲ့အလုပ်ကိုတနည်းကိုအခောက်ရများစွာလုပ်ရနိုင်ပါသည်။အဒီကကြောင်းရင်းကတော့အသုံးပြုနေတာနှစ်တေကြာလာပြီမဲ့မိုးရွာသုံးမှုကနေပါတာကြောင့်မလို့ ရေကန်နီးရရေအိုင်နီးရတဖြည်းဖြည်းနဲ့ခန်းချောက်လာတာဖြစ်ပါတယ်။အိုင်လိုဝါနေမဲ့ရေရှားပါတဲ့ဒေသတွေမှာရှိတဲ့ရေတွေးနေရေကန်နီးရဲ့60ရာခိုင်နှုန်းလောက်က၆ခန်းသွားခဲ့ပါတယ်။အာဖရိကတိုင်းကြီးမှာရှိတဲ့လူတွေကရေဒီပေါများရဲ့သားနဲ့ဘာကြောင့်ရှားပါစွာနေထိုင်နေကြတာပါလဲ။ဒေဝပညာရဆိုရင်တော့အာဖရိကတိုင်းမှာဖြစ်နေတဲ့ရေပြက်လက်မှုတွေဟာတကယ်ရေရှားပါလို့ဖြစ်ရမျိုးမဟုတ်ပါဘူး။တခြားအကြောင်းရင်းရှိနေပါတယ်။အဓိကအကြောင်းရင်းတစ်ခုကတော့ပထဝီဝင်ဖွဲ့စည်းပုံကြောင့်ပဲဖြစ်ပါတယ်။ ရေရင်းမြစ်တရားမညီမမျှတည်ရှိနေပါတယ်။တိုက်ကြီးတစ်ခုလုံးရဲ့ရေရင်းမြစ်54ရာခိုင်နှုန်းဟာနိုင်ငံ6နိုင်ငံမှာပဲစုပြုံနေပြီးတော့ကျန်တဲ့နိုင်ငံ28နိုင်ငံကတော့ရေရင်းမြစ်ရဲ့900ရာခိုင်နှုန်းလောက်သာရရှိပြီးတော့ရေရှားပါနေရပါတယ်။နေရောက်ကူရီတွေကရေတွေကိုထုတ်ယူတုံးဆွဲလိုက်ရင်လည်းပဲပြိုကျကတွေးမောက်တွေဖြစ်ပြီးတော့လူတွေပါထိခိုက်နိုင်ပါတယ်။ရေကြိုးတွေပြုံးလာတဲ့မြစ်ကျမ်းမြစ်တွေတော့မှနှိမ့်ကျသွားနိုင်ပါတယ်။ဒီကြိုးရီကြောင့်မလို့ရေရှားပါးရဲ့ပြဿနာတွေကပြည်လေလာနေမှာမျိုးလည်းမဟုတ်ပါဘူး။ ဥမာအနေနဲ့ကင်ညာနိုင်ငံအဆိုလို့ရှိရင်တကာနာရေကြောရေတွေအသုံးမပြုနိုင်ပါဘူး။စားပဝင်မှုလုံများပါတယ်။အဲဒါရေမကပိနေတဲ့ရေကြောတွေဟာနေဆက်တဝိုက်တွေမှာရှိနေပါတယ်။ဆိုတော့ကရေကိုမျှပြီးတော့အသုံးချပါလိမ့်မယ်။ရှားပါနေတဲ့အချိန်မှာဒီလိုအချိန်တွေကပြဿနာကြီးပါပဲ။စည်ရေးပိုင်းမှာပါဝင်နေတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။အဲဒါပြင်ဒေယူပို့ဆောင်ရေးကုန်ကြစိတ်လည်းရှိလာပါဦးမယ်။ရီကြောနဲ့ရီလိုအပ်တဲ့နေရာကြားရရအကွာအဝေးကလည်းပြဿနာကြီးဖြစ်လာနိုင်ပါတယ်။ပိုက်လိုင်းတွေနဲ့အဆောက်အအုံစက်ပစ္စည်းကိုတီထောင်ဖို့ကလည်းအကုန်ကြအများကြီးပဲ။ အဲ့ဒီပြင်မြေောက်ရေရှိရဲ့နေရာစီကိုရောက်အောင်လို့တူးပေါ်ရလဲအကုန်ကြအများနိုင်တယ်မြေောက်ရေကိုရေရင်းတူးပြီးတော့မထုတ်ခင်မြေနဲ့ပြင်ကိုအရင်ဆုံးစစ်ဆေးပြီးတော့အောက်မှာရှိတဲ့ရေတွေကတူးထုတ်ဖို့တိုင်းရလားဆိုတာစစ်ဆေးရပါမယ်ပြီးရေပိုက်တွေကိုတူးဖို့အတွက်ကုန်ကြစိတ်နဲ့အလုံသမားလားစားပြီးကုန်ကြစိတ်တေးသေးလေးလည်းရှိနေပါသေးတယ်အဲ့ဒီပြင်ရေရဲ့အရေတူးရလဲပြဿနာတစ်ခုဖြစ်နေပါသေးတယ် တခါတလေရီရီကလူသားတွေအကြောင်းမလို့ညဉ့်ဉန်းနေတက်ပြီးတော့တခါလီမှာရေရဘေးနာမြေကြီးလွာရဲ့ဂုံတက်တိတွေပါနေတက်ပါလိ။ဥပမာအဖြစ်တန်တက်များလုံးတဲ့မြေဆိုရင်တန်တက်များတာမျိုးစားပေါက်တွေရဲ့မြေမှာရေငန်တာမျိုးတွေရှိပါလိ။အဲဒါပြင်အနက်ပေ165ပြီကျော်သွားရင်အိမ်သုံးရေမော်တာတွေနဲ့ရေဦးတင်ဖို့လုံလောက်တော့မှမဟုတ်ပါဘူး။ပိုကောင်းတဲ့စက်တွေလိုအပ်ပြီးတော့ပိုကုန်ကြပါလိမ့်မယ်။ပေ330ရဲ့အနက်ထပ်ပိုသွားရင်တော့ပိုက်တွေတူရမယ်ကုန်ကြစိတ်ကပိုလာပါလိမ့်မယ်။ ို့ပြီးတော့ဈေးကြီးကရှုပ်ထွေးစီတဲ့စက်တွေလိုအပ်တာကြောင့်မလို့ရေရင်းတစ်တွင်းအတွက်ဒေါ်လာတစ်သိန်းကျော်အောင်မှကျတင်နိုင်ပါပြီ။အဲ့ဒါပြင်တခြားရေကန်စောက်တာမျိုးလိုတီဆောက်မှုကုန်ကြစိတ်တွေကြောင့်မလို့ပိုတိုးလာပါအောင်မင်းအဲ့လိုမျိုးကုန်ကြစိတ်ကြီးရကြောင့်မလို့မြေအောက်ရေအရင်းမြစ်တွေကိုသုံးမပြုကြပဲနဲ့ပြစ်ထားကြတာလည်းဖြစ်ပါတယ်။ဒီမြေအောက်ရေတွေအတွက်လေးလာမှုတွေကလည်းမလုံဖြစ်တာကြောင့်မလို့ရင်းနှီးမြုပ်နှံမှုမရှိလေးလာမှုမရှိနီလန်းကောင်းတွေမရှိပဲနဲ့ဖြစ်နေကြတာလည်းဖြစ်ပါတယ်။ ။ပရင်းကောင်းလီနေကတော့2036မှာတော့ဒေါ်လာ284သန်းလောက်ရင်းနှီးမြှုပ်နှံပြီးတော့တောင်အာဖရိကမြေရောက်ရေကြောတွေကိုလေးလာထုတ်ယူမှုတွေလုပ်ကြတော့မှာဖြစ်ပါတယ်။နောက်ဆက်က2018မှာကေတောင်းမြို့1400မှာတခါတာဖြစ်လိုက်တဲ့ရေရှားပါမှုကိုကြုံရပါပြီ။လေးရသမ6တန်းလောက်ရှိတဲ့လူဦးရေနဲ့မြို့ကြီးမှာရေကုန်ခန်းသွားတဲ့အဖြစ်မျိုးဖြစ်သွားခဲ့ရပါပြီ။အဲ့ဒီအချိန်မှာကေတောင်းမြို့မှာရေပြက်လက်တဲ့အခြေအနေစိုက်လာပြီးတော့အာနာပိုင်နီကရေထောက်ပံ့မှုတွေကိုရပ်လိုက်ရပါပြီ။ သူတို့ကကဘာမျိုးကြီးတွေမှာမျိုးရင်းစည်းပဲရေလောင်ကန်တွေကိုအကုန်သုံးပြစ်လိုက်တဲ့ပထမဆုံးမျိုးဖြစ်လာခဲ့ပါတယ်။မျိုးနေလူတွေကတော့သူတို့ရဲ့ရေသုံးဆွဲမှုကိုရှော့ချပြီးတော့မိုးပြန်ရွာလာမှအဆင်ပြေသွားခဲ့ရပါတယ်။ရေမရှိတဲ့အချမ်းသာဆုံးမျိုးဒီနေ့မက်ရှလာမှာတော့အာဖရိကရဲ့အချမ်းသာဆုံးမျိုးဖြစ်တဲ့ဂျိုဟန်နေဗတ်မျိုးကနေထိုင်သူတွေကအပူလိုင်းတစ်ခုမှာရေပြက်လက်မှုကိုကြုံတွေ့ခဲ့ရပါတယ်။ ဒေတာစည်းပွားရေးတာ မကပဲနဲ့စီးရုံနေပါထိခိုက်ခဲ့ရပါတယ်။သူနာပြုတ်ရေဆိုရင်သူတို့ရဲ့လက်တွေကိုတော့မစည်းနိုင်ကြပါဘူး။ရေပြက်လက်မှုကရေမရှိတာကြောင့်မဟုတ်ပါဘူး။အဲ့ဒီစာပြဒနာကနိုင်ငံလျက်စစ်တပ်အာဘီစနစ်ကြောင့်ဖြစ်ပါတယ်။ရေးကြီးရတာအာဘီရုံကိုမိုးကြိုးထိပြီးတော့တအားပေးမှုပြတ်တောက်ခဲ့ရပါတယ်။အဲဒါကြောင့်ရေးပါပြက်လက်ခဲ့ရတယ်ဖြစ်ပါတယ်။